ားလုံးမင်္ဂလာပါညောရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အော်တိုဘာ17ရက်နေ့ဒီနေ့မှာကျွန်တော်ဒင်းတွေတင်ပြမယ်ဆိုတာထက်ကျွန်တော်မိဘပြည်သူတွေကိုတိုင်ကြားချင်တာဖြစ်ပါတယ်ကျွန်တော်မိဘပြည်သူတွေစီမှာပဲကျွန်တော်အများအားအဖြေတောင်းခံလေးရှိပါတယ်ပြည်သူသားအဓိကဆိုတာကျွန်တော်ပြောခဲ့တဲ့စကားမှောက်ပါတော်စန်းစွတ်ကြည်ပြောခဲ့တဲ့စကား ဟုတ်ပြီဒီကိစ္စမှာဒီပြည်တော်မှာမင်းအောင်လှိုင်နဲ့တွားရောက်တွေ့ဆုံနေတဲ့ BGF တနည်းအားဖြင့် KNA ပြီးရင် DGB ပြီးရင် PC အဖွဲ့တွေအကြောင်းတင်ပြပေးမယ်။ဘာကြောင့်ဒီသတင်းကိုကျွန်တော်တင်ပြပေးမှာလဲ။ဘာကြောင့်ကျွန်တော်မိသားစုဝင်တွေကျွန်တော်ရဲ့မိဘပြည်သူတွေကိုကျွန်တော်တင်ပြပေးမှာလဲဆိုရင် ဲ့ဒီ DKPA BGF PC အောက်မှာရှိနေတဲ့ PDF American ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့အလားအလာကိုကျွန်တော်ရင်မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးမှာဖြစ်ပါတယ်။နောက်ထပ်ဒင်းတစ်ခုအနေနဲ့မင်းတို့ရွေးကောက်ပွဲလုပ်မှာတည်ကြလား။မင်းအွန်လိုင်းကဟုတ်ကဲ့ကျွန်တော်တို့ရွေးကောက်ပွဲလုပ်မှာတည်ကြပါတယ်။အဲ့ဒီအတွက်အကုန်လုံးပြင်ဆင်ပြီးပါပြီ။ ီမိုကရေစီပါတီဆုံးရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့မင်းတို့မှာအစီအစဉ်ရှိလားဆိုတဲ့မိကုံးဒီမိကုံးကိုမင်းအောင်လိုက်ဘလို့ပြေးပါသလဲကျွန်ရဲ့မိသားစုဝင်တွေကိုဒီနေ့တင်ပြဆွေးနွေးမှာထက်တိုင်စရာတွေများနေပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်ရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တအူးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်။ ကျွန်တော်ကတောင်ပိုင်းသားပါ KNU KNDO မှာစစ်ပညာအစောဆုံးတင် जा ခဲ့တဲ့ရဲဘော်လူငယ်တယောက်ပါဒါကြောင့်ကရင်စည်ရဲ့အခြေအနေနဲ့ကရင်နိုင်ငံရဲ့အခြေအနေတွေကရင်တွေထက်ကျွန်တော်ပို့ပြီးတော့မသိနိုင်ပါဘူးကရင်တမိုင်းကိုလည်းပဲကရင်တွေရေးခဲ့တာ ီပင်ကိုကျွန်တော်စားရုံတဲ့အချိန်ကာလတွေကခဏ2025ကျွန်တော်တင်ပြောတဲ့အချိန်အထိကင်ပင်နဲ့အတွင်းထဲမှာရှိတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမိခံ PDF တွေအကြောင်းတော့ကျွန်တော်သိပါတယ်နေပြည်တော်မှာတွားရောက်ပြီးတော့မင်းအောင်လှိုင်နဲ့တွေ့ဆုံနေတယ် PDF ဘောရာကဖူအခုအမိပြောင်း KNA DKBA ကျွန်တော်ခွဲထွက်အဖွဲ့ဝင်နေပြီးတော့ KNU KNL PC လို့အမည်ခံထားတဲ့ PC ငင်းချမ်းရေးကောင်စီအဲ့ဒီသုံးပွဲဟာမင်းအောင်လှိုင်နဲ့ဘာကြောင့်တွားတွေ့နေတာလဲကျွန်တော်တိတ်ကြတဲ့ဇင်းလေးတစ်ခုထပ်ပြီးတော့ information ပေးမှာကျွန်တော်ရင်မိသားစုနေပြီးတော့မှ14ရက်နေ့အစည်းအဝေး အတွက်သူတို့တွေထွက်ခွာသွားကြတာအခုနေပြည်တော်မှာရောက်နေပြီလို့ကြားသိထားရပါတယ်။ဒါဆိုရင်တော့အဲ့ဒီခုမြောင်းလှိုင်းအရန်ကိုလုတ်ချင်နေတဲ့ရွေးကောက်ပွဲအတွက် BGF DVP PC ကလည်းပဲကူညီပေးမယ်ဆိုတဲ့အကြောင်းကင်းပြင်းနေအတွင်းနဲ့ဟောလီတကျော်ဖြစ်ခဲ့ရတယ်။ကျွန်တော်ပြည်သူတွေရဲ့အသေးကိုခွဲခဲ့ကြတယ် တကွာလုံးမှရောက်ရှိနေတဲ့ကျွန်တော်ဒါမြန်မာနိုင်ငံသားတွေရောအထူးသဖြင့်ကရင်ပြည်ဘွားတေးပြည်နယ်ဘွားကရင်မျိုးသားလုံးအော်မြင့်တက်ပြီးတော့လုံးဝကိုတိတ်ဆိတ်သွားလောက်အောင်ကိုဖြစ်သွားကြတယ်။ဘာကြောင့်လဲ။ဂိမ်းတွေထုတ်ပြန်ကြီးညာချက်နဲ့အဲ့ဒီအဖွဲ့၃ဘွဲ့ရဲ့ထုတ်ပြန်ကြီးညာချက်ကရောင်းမြန်ဖြစ်နေစန့်ကျင်ဘက်ဖြစ်နေ ရှင်ပြိုင်နေတယ်ပြီးတော့ကျွန်တော်ပြည်သူလူတစ်ရက်လုံးက Federal Democracy နိုင်ငံကိုတိဆောက်ချင်တာကျွန်တော်ပြည်သူတွေရဲ့လူလားတောင်းတချက်နဲ့လဲလောဘကိုစန့်ချင်ပြီးတော့အာနာရှင်တစုတဆိုးရှေဖို့ကိုသူတို့တွေကကွယ်မယ်ဝင်းရံမယ်ကုညီမယ်ဆိုတော့တကွာလုံးမှာရှိနေတယ်ကျွန်တော်တို့မြန်မာနိုင်ငံဘွားတွေအော်မင်တက်ရတာလဲမဆန်းဘူး တခါလုံးမှရောက်ရှိနေကြရတဲ့နှစ်ပေါင်းများစွာဒုက္ခပဲစကန်နေကနေပြီးတော့ညီမျိုးစုံနဲ့ထွက်သွားကြရတဲ့ကင်းပြင်းနေမှာမိမိတို့ရဲ့အတက်အိုးရင်စီးစီဘာတစ်ခုမှအမှန်ကန်ကြမရှိတော့တဲ့အချိန်ဒုက္ခပဲအမိခံပြီးတော့ဖတ်ပြေးရတဲ့ကျွန်တော်တို့ကင်းရင်မိသားစုတွေအားလုံးအော်မင်းတက်သွားရလို့အရန်ကိုရင်နာသွားကြတယ်ဒါကပရမအဆင့်ပဲရှိတယ်အခု ကျွန်တော်တို့ဒိုင်းပြည်လုံးနဲ့ကျောင်းကင်ရီအလုံးရဲ့အသေးကိုထပ်ပြီးတော့ခွဲလိုက်တယ်။ဒါကတော့နေပြည်တော်မှာမင်းအွန်လိုင်းနဲ့တွားရောက်တွေ့ဆုံနဲ့စလီယက်နေ့အစီအမွေအတွက်အခုတို့အဖွဲ့၃ဘွဲ့လုံးနေပြည်တော်ကိုရောက်ရှိနေပြီဖြစ်တယ်။ဒီဘွဲ့၃ဘွဲ့ရဲ့အဓိကဥဆောင်ခေါင်းငိုင်လူလဲဆိုရမှာကတော့ BGF ပေါ်လာ Gaffo အခုအပြည့်ပြောင်း KNA ဖြစ်ပါတယ်။ဒါလည်းအလုံးသိရှိပြီးသား အချို့သောဖွဲ့တွေရဲ့ခေါင်းဆောင်တွေကိုဘန်းဝင်သိမ်းနဲ့ချီပြီးတော့လာစာပေးထားနိုင်တဲ့အခြေအနေဆိုတော့လေကျွန်တော်တို့အနေနဲ့ဘာမှ ပြောစရာမရှိပါဘူးကျွန်တော်တို့ပြည်သူပေးမဲ့အရာတွေကဒီချက်ပို့ပြီးတော့ကြီးလာပါဟုတ်ပြီနေပြီးတော့မှအခု14ရက်နေ့အစည်းအဝေးလုပ်မယ်အဲ့ဒီအစည်းအဝေး14ရက်နေ့မှာရွေးကောက်ပွဲအတွက်အဓိကအစည်းအဝေးလုပ်တာဖြစ်တယ်နောက်ထပ် ကျွန်တော်တို့အဓိကကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာက BGF အောက်မှာရှိနေတဲ့ PDF တွေဟာ BGF ငါတို့ PDF တွေတိုက်ငါတို့ဒီသူတွေလုံးဝကိုမနှစ်မြို့တဲ့လက်ရှိ level KNU နဲ့သဘောထားဒါပွဲပွဲနေတဲ့လက်ရှိအာနာရှင်မင်းအွန်လိုင်းလုံးမရွေးကောက်ပွဲကိုလေကူညီပါမယ်ဆိုတဲ့အဲ့ဒီအဖွဲ့အောက်မှာ PDF တွေမရှိဘူးလားရှိနေပါတယ်ရောက်နေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် iCat ဆိုတဲ့သတင်းရှိပါသေးတယ်အဲ့ဒါက DAP ပါ DAP အောက်မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် American PDF Generation Z လို့ကျွန်တော်ရမိသားစုဝင်တွေဟိုအားလုံးအသေးစွဲခေါ်ရတဲ့ငါတို့နိုင်ငံကိုပြောင်းလဲပါမယ်ဆိုတဲ့ အလုံးဝင်းရန်ကူညီနေကြတဲ့လူငယ် generation z တွေ BGF DGB အောက်မှာအများကြီးရှိတယ်။ရဲဘော်ရဲမိတွေအများကြီးဘယ်လောက်များလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့တင်ပြပေးမယ်။နောက်တစ်ခု KNU KNL PC Peace Council ရင်းချင်ရေး Council အားလုံးသိတာက PC PC အောက်မှာ level generation z PDF အမေရိကန်တွေအများကြီးရှိတယ်ကျွန်တော်တိုင်တာရှိရင်ကျွန်တော်ရဲ့မိဘပြည်သူတွေပဲကျွန်တော်တိုက်တာပါကျွန်တော်စကန်း GNU GNTU ကျွန်တော်ရဲ့စကန်းနဲ့ကျွန်တော်ရဲ့ရွာအဲ့ဒီရွာရဲ့ဟိုဘက်ရွာမှာ PC ရွာအဲ့ဒီ PC ရွာမှာကျွန်တော်ပြည်သူ့ဝေးတစ်ဖက်ဝင်းနေတယ် ပတ်စင်တတော်ပြီးတတော်ပြီးတတော်စစ်တင်နဲ့ဆင်းခဲ့တာကျွန်တော်တို့ပတ်စင်တစ်ခုမှာစစ်တင်နဲ့ဆင်းပွဲကျွန်တော်တို့ဖိတ်လို့ကျွန်တော်ခေါင်းဝင်းကြီးဥယျာဉ်ကိုပေးပို့တဲ့တနေ့ဆင်းပွဲတဝင်လွှာကိုကျွန်တော်ကိုနိုင်တော့ဖတ်ခဲ့အဲ့ဒီရုပ်သံဗီဒီယိုမှတ်တမ်းလေးကျွန်တော်ပြန်ရှာအောင်မယ်ကျွန်တော်ရဲ့မိသားစုဝင်တွေပြန်ရှာပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ဟောပြပေးခြင်းပါသေးတယ်ကျွန်တော် PC ထဲမှာရှိနေတဲ့ DVD ထဲမှာရှိနေတဲ့ ပြီးတော့ BGF အောက်မှာရှိနေတဲ့ကျွန်တော်လူငယ်တွေကိုအခုကျွန်တော်တိုက်ခိုက်နေတာမဟုတ်ဘူးကျွန်တော်ရဲ့မိဘပြည်သူတွေကိုတိဖို့ကျွန်တော်အရင်ဆုံးတင်ပြတာပြီးသွားရင်တို့ဘာလုပ်မှလဲဆိုတာတို့ကိုယ်နိုင်ရွေးချယ်ရအောင်ပါဒါကပုံရေးကြည့်သွားပြီဟုတ်ပြီရွေးကောက်ပွဲလုပ်မယ်တို့လုပ်တဲ့မဲစရင်တို့လုပ်တဲ့မဲပုံတို့လုပ်တဲ့ digital snack ကျွန်တော်မိသားစုအားလုံးသိရှိပြီးသား အဲ့ဒီလူကပေါ်လုံးမဲ့မဲဆင်းတွေအကုန်လုံးကို DKB အောက်မှာရှိနေတဲ့ရဲဘော်တွေလည်းမဲဆင်းပေးရမှာဖြစ်တယ်။ PC အောက်မှာရှိနေတဲ့ရဲဘော်ရဲမေတွေအကုန်လုံးလည်းမဲဆင်းပေးရမှာဖြစ်တယ်။ VGF အောက်မှာရှိနေတဲ့လူတွေအကုန်လုံးလည်းမဲဆင်းပေးရမှာဖြစ်တယ်။ဘသူ့ကိုမဲဆင်းပေးရမှာလဲ။ဟာတော့နိုင်ငံကိုပြန်ပြီးဆွဲနေတဲ့ပြန်ပြီးဆွဲထားတဲ့ငါတို့တမနာကြီးကို ဖန်စီချုံတော်ထားတဲ့ငါတို့လူလူခေါင်းဆောင်အမေဒေါ်အောင်ဆန်းစွကြည်ကိုအသက်80ကျော်တဲ့အထိထောင်ထဲမှအချင်းသူတယောက်လိုဆက်ဆံထားတဲ့မင်းစီကျွန်တော်တို့ရသားပြည်သူတွေကိုဘုံကျက်တက်ဖြတ်နေတဲ့မင်းအောင်လှိုင်းတဲ့အာနာယူအုပ်စုကိုမဲပေးရမှာဖြစ်တယ်ဒီကိပီအောက်ကရဲဘော်တွေရဲမျိုးတွေအကုန်လုံးရော PC အောက်မှာရှိနေပါလေဆိုတော့ရဲဘော်တွေအကုန်လုံးရော BGF ခင်အန်ဒီအောက်မှာရှိတဲ့ရဲဘော်တွေအကုန်လုံးမဲပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီနေ့ကျွန်တော်မိဘမိဘပြည်သူတွေကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာအချို့ဘက်ကိုတော့သိပြီးဖြစ်ပါတယ်။ကျွန်တော်တော်လန်ကြီးအရှိကိုဆက်သွောင်းနေတာ။ဒီနေ့ဘလူးအခြေအနေမျိုးဘလူးဖျားမျိုးနေပဲရှိနေပါစေ။ ကျွန်တော်တို့နောက်ကိုတစ်ချက်ကလေးတော့မဆုတ်ခဲ့တယ်လို့အနောက်ကိုပြန်အောင်လေပြန်ကြည့်ခဲ့ဘူးကျွန်တော်ရင်သားဆို။ဒါပေမဲ့ကျွန်တော်ရင်ဆိုင်နေရတဲ့ကျွန်တော်တို့ရဲ့အဓိကပြိုင်ဘက်ရန်သူဟာအလုံးအင်မတန်ကောက်ကျစ်ဆင်းလဲတဲ့ဒီဂွေထက်ဆိုးတဲ့ကောင်ခွေးယူထက်ဆိုးတဲ့ကောင်မိစ္ဆာတည့်ရဲ့တပတ်ထက် ဆိုးတဲ့တံတဝါမျိုးကိုကျွန်တော်တို့ရင်ဆိုင်နေရတယ်ဆိုတာကျွန်တော်အားလုံးသိရှိပြီးဖြစ်တယ်။နီမျိုးစုံသုံးတယ်။သူသုံးတဲ့နီးတွေတဲမှာဘာတစ်ခုမှအကောင်းပါမအောင်။နောက်ဆက်တဲ့စတဲ့မျိုးအာနာတိန်းနေဆိုတဲ့အချိန်ကလေးကပြည်သူလူရဲချက်တင်ရောက်ထားတဲ့ကျွန်တော်တို့ရဲ့နိုင်ငံကလူလူကောင်းတော်ဒေါ်စန်းစွတ်ကြည်နဲ့တမလာကြီးကိုအရင်ဆုံးဖန့်ထည့်လိုက်တယ်။ ကျွန်တော်အဲ့ဒီအကြောင်းကိုအကျဉ်းတွဲဖော်ပြခဲ့တာရှိတယ်ကျွန်တော်ကလူငယ်ရဲပေါ်တယောက်ကျွန်တော်လူငယ်လိုပဲတင်ပြပါတယ်ဟုတ်ပြီမင်းတို့ရွေးချယ်တင်ပြထားတဲ့တမန်ကြီးကိုငါဖမ်းလိုက်တယ်မင်းတို့ရဲ့အသေးစွဲအမေ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 မေပါလို့ဒီမိုကရေစီရဲ့မိခင်ကြီးပါလို့ပြောတဲ့ဒေါန်ဆန်းစွကြည်ငါအခုထောင်ထဲထည့်ထားတယ်ကွာငါအခုအချုပ်ထဲထည့်ထားတယ်ကွာငါရဲ့တရားစီရင်ဝင်အောက်မှာ ငါကတေဆိုတေရှင်းဆိုရှင်ငါကမှောက်ခြင်းမှောက်မဲ့လှမ်းခြင်းလှမ်းမဲ့မင်းတို့ကောင်တွေဘာတက်နိုင်သေးလဲဆိုတဲ့ပုံစံမျိုးပုံပေါ်ထားတာအစကလေးကခုဆိုရင်စက်တိုက်သူတွေတရပြီးတရကျွန်တော်တို့ရဲ့အယတားပြည်သူတွေကိုလူမျိုးတုံးတတ်ဖြတ်တဲ့ပုံစံအတိပို့ပို့တုံးပြီးတော့တက်လာခဲ့တာ ကျွန်တော်နိုင်ငံကစတန်လီမှာပဲကြည်ကျွန်တော်တို့ပြည်သူ့ကဝေးတပုတ်လုံးတိုင်းရင်းသား ERO ရထုတ်ပြန်ချက်မှာပဲကြည်ကြည်ဂျမဖတ်စစ်ခွေးတက်ဟာလက်နဲ့ကြည့်ပြက်ကတ်မှုတွေပို့ပြီးတော့တုံးလာတယ်လေနဲ့ဘုံကျက်မှုတွေပို့ပြီးတော့တုံးလာတယ်ရသားပြည်သူတွေကိုပို့ပြီးတော့တက်ဖြတ်မီးရှို့လာတယ်မကြတိကင်ကမှကဘာကြီးခဲ့တော့မှဟာလို့တော့မှမျိုးလုံးပြီးသွားတယ်ဟာမျိုးနိုင်ငံရဲ့ဒင်းကျွတ်သားပြည်ညမျိုးနိုင်ငံမှာ ုဒ္ဓဘာသာအများဆုံးကိုယ့်ကိုယ်ဘာတယ်ဆိုတဲ့နိုင်ငံမှာစီနီထုံးနေတဲ့ပွဲကိုအလေတက်တဲ့ဘုံကျဲပြီးတော့တတ်ဖြတ်ပြလိုက်တာကမ္ဘာအရရက်ကအကုန်လုံးလက်ဖြားခါတော့သူတို့မြင်လို့လေကမ္ဘာရဲ့အကြမ်းဖက်အဖွဲ့စည်းတွေသူတို့တွေ့ဘူးလေဒီလိုဖြစ်ရမျိုးတွေ ဒါပေမဲ့ကမ္ဘာအကျန်းဖတ်အဖွဲ့တွေအများကြီးရှိတယ်ကျွန်တော်မရှိဘူးလို့မပြောဘူးအခြားသောနိုင်ငံတွေအခြားသောတိုင်းဒေသတွေမှာကျွန်တော်မရှိဘူးလို့မပြောဘူးဒါပေမဲ့သူတို့ဟာသူတို့မကျေနပ်လို့သူတို့အကျန်းဖတ်လုပ်ငန်းတွေကိုလုပ်နေလုပ်တယ်ဆိုလည်းပဲတစ်ချိန်တစ်ခါသူတို့အဓိကပြတ်မဲ့ဖြစ်တဲ့အရာသူတို့လုပ်ပြတာအချက်တန်းချက်အဲ့ထက်မပိုဘူးဒါပေမဲ့လက်ရှိကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့အကျန်းဖတ်ကမ္ဘာရာဇဝတ်ကောင်ဟာနေ့တိုင်းကျွန်တော်တို့ပြည်သူကိုတတ်နေတယ် ကျွန်တော်မိသားစုဘလော့တောင်အန်အောဖို့ကောင်းလေကျွန်တော်တို့ဘက်ကအန်အောနေတာဟိုဘက်ကတော့သူကမရက်တဲ့ကောင်းနေအကုန်လုံးကိုရှင်းတာပဲအခုကရီးယားကိုဘလို့ပဲထုတ်ပြန်ချက်တွေလုပ်ပါစေကရီးယားနဲ့မကြသေးခင်ကမှ NUG ယာယီတမနာကြီးနဲ့တွေ့ဆုံခဲ့တဲ့အချက်လက်တွေဘလို့ပဲပြောဆိုနေကြပါစေ။ကင်းငယ်နေတွင်မှာရှိတဲ့အဓိကဒါကြားပြလုပ်ငန်းတွေနဲ့ရှင်တန်ကြီးချွာအင်အားတောက်လာတဲ့ BGS ကိုဆွဲစီဆွဲစီဘောဆွဲစီနေရလေအရန်ကိုလွယ်တယ်။မင်းတို့နားလည်းမရက်တည်ဘူးဆိုရင်မင်းတို့ကြားဖြတ်ရွှေကုတ်ကိုဆက်ပြီးတော့ရှင်တန်လုတ်ပိုင်ွယ်အားလုံးမပေးဘူးပြီးတော့မင်းတို့အကုန်လုံးကို ုံကျဲမယ်ပြီးမင်းတို့ကိုလို့ဖမ်းဆီးမယ်တေးဥလက်ထဲကိုအဲ့အဲ့တော့မင်းတို့ကြိုက်တာယူဟုတ်ကဲ့ခွေယူမှန်တိအာနာစင်မှန်တိဒါပေမဲ့သူတို့မှယူချေစရာမရှိဒီအပိုင်းတွင်းမှာပဲကျွန်တော်ယူသားစုဝင်နေကျွန်တော်ကရင်နေနဲ့ပတ်သက်တဲ့သတင်းတွေကိုကရင်သတင်းတွေကတင်ပြတာပို့ပြီးတော့ခိုင်မာပါတယ်လို့ပဲကျွန်တော်ပြောချင်တယ်ဟုတ်ပြီတဲ့ ငါတို့ငွေကြေးဘလောက်ဘလောက်လိုချင်လဲမင်းတို့အဲ့ငွေကြေးတရက်ပေးမင်းတို့မပေးဘူးလားငါတို့မင်းတို့ဘုံချင်မယ်ဒီအပိုင်းလေးတွေမှာဟုတ်ကဲ့ခေါင်းညှိတ်ကြတာပဲဆိုတော့ရန်သူဟာချင်းချောက်တာတမျိုးအချော့တမျိုးအချောက်တမျိုးပုံစံနီးမျိုးစုံနဲ့ကြောင်တိုင်းသားတစ်ဖွဲ့ဝင်တွေကိုဆက်ဆံတယ်တို့ပေမဲ့တို့လိုချင်တဲ့အရာရဖို့အတွက် မင်းအောင်လှိုင်ဟာတော်တော်လေးကိုစူးစူးဝါးလုတ်ပြနေတယ်ဆိုတာကိုကျွန်တော်အလုံးတွေ့ရှိပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့ဂျပိုင်းတွင်းမှာကျွန်တော်ပူတင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးအခုပြောပါပူတင်သူရဲ့အသက်83နှစ်နိုင်ငံရေးတတ်တန်25နှစ်ကာလအထိဘာကြောင့်ရုရှားကိုသူထိန်းချုပ်နိုင်တာလဲသူရဲ့ပြိုင်ဖက်တွေအကုန်လုံးကိုအောက်တန်းကျတဲ့နိုင်ငံရေးနီးလန်းတွေတုံးပြီးတော့အကုန်လုံးတယောက်ပြီးတယောက်ဆွဲချပစ်တာ အာနာရှင်တွေကကျွန်တော်တို့ခံမှန်းတာထပ်ပို့ပြီးဆိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ဟုတ်ဒါကတော့လက်ရှိနေပြည်တော်မှာတောက်တွေ့နေတဲ့ DGPA BGF PC အဖွဲ့တွေအကြောင်းပြီးတော့အဲ့ဒီအဖွဲ့အောက်မှာရှိတဲ့ထောင်နဲ့တောင်းနဲ့ရှိနေတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PD ရဲ့အမိခံလူငယ်တွေမောင်မယ်တွေဘာလို့မှလဲဆိုတာမျိုးဟုတ်ပြီအာနာရှင်ကိုမကြိုက်လို့တော်လန်ပါမယ်ဆိုပြီးတော့ DGPA PC ဒီချက်တဲကိုရောက်နေတဲ့အခါမဲအခုမြန်မာနိုင်ငံကသူ့ကိုမဲပေးဖို့အတွက်အဲ့ဒီတပ်ဖွဲ့ဝင်တွေအဲ့ဒီကောင်တွေအကုန်လုံးကိုအသုံးပြုနေပြီမငင်းနဲ့အမည်အစင်းမှန်သမျှ DGB ကလည်းပေးမှာပဲမင်းတို့ရဲ့အမည်အစင်းမင်းတို့ရဲ့အသက်မင်းတို့ရဲ့ဓာတ်ပုံမင်းတို့ရဲ့ပတ်တမ်းမှန်မျှမင်းအွန်လိုင်းလက်ထဲရောက်သွားပြီလို့ကျွန်တော်ဒီကနေပြီးတော့ဖွင့်ဖွင့်လင်းလင်းပြောဆိုလိုက်ပါ ဲ့ဒီစကားကိုပြောတာချုပ်မတိသေးတဲ့ရဲဘော်လူငယ်တွေအတွက်လည်းဖြစ်ပါတယ်ကျွန်တော်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်တွေသိကျင်တယ်ဆိုရင်နေရာလေးတစ်ခုညွှန်ပြပေးပါမယ်အဲ့နေရာကိုအခုကတော့ဗျာအင်တာနက်ဖုန်းလိုင်းတွေလည်းအဆင်ပြေနေတာပဲဆက်သွယ်ရေးလိုင်းတွေလည်းအဆင်ပြေနေတာပဲဒုနဲ့ဒု connection တွေရန်ကောင်းပါတယ်တနေရာကိုပဲမေးလိုက်ပါအဲ့နေရာကကြောက်ခတ်ကြောက်ခတ်နေရာမှာရှိနေတဲ့လက်ရှိ DKPA လုပ်နေတဲ့လုပ်ငန်းစုတွေနဲ့ DGPA ရဲ့အောက်မှာရှိနေတဲ့တပ်ဖွဲ့ဝင်တွေအကြောင်းကျွန်တော်မိသားစုနဲ့စုံစမ်းမှာရှင်းရှင်းလေးပါလုံးမကျွန်တော်ပြည်သူကိုလိန်ညာလို့မရပါဘူးလိန်ညာလို့ရလိုက်ခင်လည်းမရှိတော့ဘူးအခုလိုရုပ်တော့ပွဲတွေလုပ်နေလို့သူတို့လုတ်ချင်တဲ့သူရဲ့အစိုးရယုတ်သေးအစိုးရထမှန်ဖွဲ့မယ်ပြီးတော့တရုတ်ကလည်း လောက်ခိုင်းနေတဲ့အရာကိုတို့လုံလို့ရမယ်လို့တို့လည်းမျှော်လင့်နေတယ်သူ့ဘီမဲ့ဒီမိုကရေစီပါတီစုံရေကောက်ပွဲကြီးလုပ်မယ်ဟုတ်ပြီအဲ့ဒီရေကောက်ပွဲမှာ သူတွေပါလေဟာပါတီဝင်အများကြီးပါပါတယ်ပါတီအဖွဲ့အများကြီးရှိပါတယ်ကဲဘသူတွေပါလေအာဒီပါတီဒီပါတီဒီဖွဲ့ဒီဖွဲ့ပြင်ဆင်ထားပြီးပါပြီဒါဆိုရင် မြန်မာနိုင်ငံလုံးမြန်မာနိုင်ငံမှာအကြီးအမားဆုံးဖြစ်တဲ့ NLD ပါတီရောအဲသူတို့ကတော့မဲလိမ့်မယ်ခို့လို့လက်ရှိအချိန်မှာလည်းပဲအကြမ်းဖက်လုပ်ငန်းတွေကိုဥဆောင်နေလို့သူတို့တွေဒီရုပ်ောက်ပွဲမှာပါဝင်ခွင့်မပြုထားပါဘူးချက်သိမ်းထားပါတယ်ဗောဗျာပါတီဟုတ်ပြီဒါဆိုရင်ကုလသမဂ္ဂကုလသမဂ္ဂနဲ့ကဘာကြီးမှာ လက်ရှိအခြေအနေအထိစရင်ဝင်နေစေဖြစ်တဲ့မြန်မာနိုင်ငံရဲ့တမနာကြီးကရောအခုဗမာလဲထောင်ထဲမှာလူကောင်းတော်ဒေါ်စန်းစွတ်ကြည်ကရောထောင်ထဲမှာဟုတ်ပြီငါတို့အားလုံးသိတယ်လေလူကောင်းတော်ဒေါ်စန်းစွတ်ကြည်ထောင်ထဲထည့်ပြီးတော့မင်းတို့လုပ်မဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတပါမလား ဆိုတော့မင်း online ဖြည့်စရာအဖြစ်မရှိဘူး။ तू ASEAN နိုင်ငံတွေကို तू ပတ်တယ်၊သွားတယ်၊ရသလောက် तू ပွဲတက်တယ်။အဲ့ဒီမတိုင်ခင်မှာရုရှားနဲ့တရုတ်ခြေချင်းလိမ်နေတာ။ပြီးတော့နေပြည်တော်မှာတယောက်ပြီးတယောက်ကို तू ခေါ်တယ်။ဒါပေမဲ့ကမ္ဘာနိုင်ငံခေါင်းဆောင်တွေမီးတဲ့မီးခုံးတွေသူတို့မှာအပြည့်လုံးအောင်မရှိဘူး။လက်ရှိကပွဲနဲ့ပတ်သက်ပြီးတော့ကမ္ဘာကြီးကလည်းပဲအတိမတ် ပြုထားတာကိုကျွန်တော်တို့တင်းတင်းရှားရှားမတွေ့ရဘူး။ဒါကကျွန်တော်တို့ရဲ့ကမ္ဘာနိုင်ငံတည်တည်ရဲ့ကိစ္စပါဗျာ။ဟုတ်ပြီ။ဒေါ်စန်းစုတ်ကြည်ကိုပြန်လွတ်မယ်ဆိုတဲ့သတင်းတွေရောကျွန်တော်မိသားစုမကြားမိဘူးလား။မြောင်းလိုင်းကိုရှော့တန်းနေ။မြောင်းလိုင်းကိုရှော့တန်းနေ။လက်ရှိကျွန်တော်တို့သမရပြီးတော့လက်ရှိဒေါ်စန်းစုတ်ကြည်မှို့လို့ အရန်ကိုပြည်သူကိုချစ်နှုံးတဲ့စိတ်ကျွန်တော်ပြောပြီးသားမေတော်စစ်ကြီးသူ့ရဲ့ပညာရည်ချင်းနဲ့ကဘာမှာပတ်ပြီးတော့အေးအေးဆေးဆေးနေလို့ရဒါပေမဲ့ဒီလောက်ထိစုံပြတ်တက်နေတဲ့နိုင်ငံကိုသူဘလို့မှကြောမခိုင်းနိုင်ပြန်လာတယ်သူထောင်ကြခံတယ်ခဏချင်းကြီးလည်းထောင်ကြခံနေစေဘာကြောင့်လဲကျွန်တော်တို့အားလုံးလွတ်မြောက်စေခြင်းနဲ့ဆန္ဒချ ကျွန်တော်တော်လိုင်းလုံးနေတဲ့ကျွန်တော်တပည့်ဝင်ဒီအားလုံးကျွန်တော်လူငယ်တွေအားလုံးကလည်းပြည်သူလူထုတစ်ရက်လုံးအတွက်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးနဲ့အတူတူအချင်းထောင်တီးတီးမှအချင်းချခံနေရတယ်ကျွန်တော်တို့အချင်းသားတွေအားလုံးအတွက်အဲ့ဒီအချင်းသားတွေအားလုံးထဲမှာသူတပြေဒေါန်ဆန်းစစ်ကြီးလည်းပါတယ်ကျွန်တော်တို့တမရကြီးလည်းပါတယ်ပြီးတော့အเจ้าမဲ့ဖန်စီထားတဲ့နိုင်ငံကြီးခေါင်းစဉ်နဲ့ပုံမှန်မျိုးစုံတက်ထားတယ် ကျွန်တော်တို့ရဲ့နိုင်ငံရေးအကျဉ်းသားတွေအများကြီးပါတယ်။လူငယ်တွေလည်းအများကြီးပါကျွန်တော်မိသားစု။အဲ့တော့ဒီတော်ရင်းစခဲ့တယ်နော်2021ကလေးကလို့ကျွန်တော်တို့မြင်ရပြီမြတကယ်တမ်းတော့မဟုတ်ပါဘူး။ဒီအာလာယူရီကကျွန်တော်တို့နိုင်ငံ1945ခုလွတ်လပ်ရပြီကာလတည်းကတောက်လျှောက်နှီးမျိုးစုံနဲ့ကျွန်တော်တို့ကိုအုပ်ချုပ်ဖို့ကျွန်တော်တို့ကိုမင်းလုပ်ဖို့အတွက်တင်ဆင်စူးစမ်းဖွဲ့စည်းလာကြတာ။ မရောသာအမိတက်မရောသာအဖဆိုတဲ့ကိုကသွားပြီဒါတော့မှကျွန်တော်တို့အားလုံးပြန်ချမိတာကပြည်သူသာမိပြည်သူပါအဖဆိုတာကမနစ်တနည်းရမှပြန်ချမိတဲ့ဇကားတော့ကျွန်တော်မိသားစုဒီနေ့မှာကျွန်တော်အားလုံးပြန်လှည့်ပြီးတော့တုံးတက်ပြီးတော့ပြန်လှည့်ပြီးတော့ထောက်ပြပြန်လှည့်ပြီးတော့ဖော်ပြရမယ့်အကြောင်းအရာတွေဟာကဲနီကိုလည်းစန့်ကျင်ပြီးတော့လက်ရှိပြည်သူတရားလုံးနဲ့စန့်ကျင်ပြီးတော့အာနာရှင်ဘက်ကို တင်းတင်းတာတာပေါ်ပေါ်ထင်းထင်းရောက်သွားကြတဲ့ BGF KNA DKVA PC ဒါကတော့သူတို့ရွေးချယ်မှုအပိုင်းမှာဒါကတော့သူတို့ရဲ့လူကြီးပိုင်းတွေပေါ့ဗျာဟုတ်တယ်နော်ဒါပေမဲ့အဲ့ဒီအောက်မှာရှိနေတဲ့ generation z PDF American ရဲပေါ်ရဲမိဒူရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုနေကျွန်တော်အဓိကဖော်ပြချင်တာဖြစ်တယ်သူတို့အနေနဲ့ရွေးချယ်ပါကျွန်တော်ကင်းနေမြေမှာစတင်ပြီးတော့ရောက်တဲ့အချိန်ကကျွန်တော်ပခုံးပေါ်မှာ KNU KNDO KNLE ဘတ်စိတ်ပဲတက်ဖို့လေခဏချင်းတည်းဘလို့အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်ကျွန်တော်ဘယ်တော့မှအခြားဘတ်စိတ်လုံးဝမတက်ခဲ့ဘူးဒါလေးကိုလည်းကျွန်တော်ဒီကနေပြီးတော့ကျောင်းရဲ့ရည်တည်မှုပြပြတသားဖော်ပြခြင်းလေဂျာတော့ရဲဘော်လူငယ်တွေကျွန်တော်ရဲ့ဗီဒီယိုကိုမြင်နိုင်မယ်တွေ့နိုင်မယ်ကြားနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် အာနာယူတွေကဘယ်တော့မှတဆိုးမရှိဘူးကိုတမိုင်းကိုကိုရေးနေတဲ့အရေးကြီးတဲ့ဒီအချိန်မှာအချိန်မှာဘောင်ချာစုတ်တဲ့အချိန်ကြရင်လူကုန်ဒိတ်ခမဲ့နေမှာဆိုလို့ကျွန်တော်ကတတိပေးတင်ပြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာမယ့်ဗီဒီယိုကိုဒီချက်ပို့ပေါအောင်ကျွန်တော်ကြိုးစားပေးပါမယ်လည်းပေးစပီကပိကြောင်းလေကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအုပ်ချင်းနဲ့ဘင်းနဲ့ကင်းရှင်းပါကြောင်လေးလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းနေပါဗျာ